မက်ကမိဖို့တွင်ထင်းများကိုစုပုံကစူဇန်ကထင်းစားအသွင်များနှင့်မိမွေမိတောက်လာလေမိဖို့ရှိဝဲသူတို့ခဏထိုင်ကြသည်ထို့နောက်စူဇန်သည်သူမအားဆွဲယူခြင်းခံလိုက်ရကသူမ၏ခေါင်းသည်မော့သွားရပြီးသူ၏အနံ့နှင့်တွေးလိုက်ရလေသည်သူ၏အနံ့ကငြိမ်သက်သွားသောအချိန်ကလေးတစ်ချိန်ကိုမပြုတ်လုံမီကလေးတွင်သူမ၏အုံနောက်သည်ဘေးခဏဖယ်ကသူ့ဘာသာသူလင့်မြန်စွာပြောသည်၏ ။ဟောအဲ့ဒီအကြည့်မျိုးပေါ့။ဟိုမျက်နှာဖုံးမှလူနေ။မက်အသက်ရှင်လာပြီလေ။သူမသည်အလုတ်ခန်းဖြစ်ထားမည်ဟုစိတ်ကူးသောဝင်းလင်းဆောင်တွင်၌မပြီးစည်သေးသည့်ဥခေါင်းသည်ဒီတိုင်းရှိနေသည်၏။သို့တော်ယခုထိသူမတယောက်ထဲအတွက်အခန်းတစ်ခုကိုမလိုချင်သေးပဲရှိလေ။ဤဟာမှာသူမကလေးဘွားကပြေးလွှားဆုံကစားခဲ့သောလမ်း၏အဆုံးရှိသူမ၏အိမ်ပင်ဖြစ်ပေ၏။ ထိုအင်းရှိပရင်းမတီးလိုက်ရင်သူမ၏ဘဝနှင့်ရင်းနှီးကျွမ်းဝင်ခဲ့သောအရာများကိုမြင်ရ၏အဖြူရောင်အိမ်တန်းများတစ်ဖက်စွန်းရှိကွင်းမှမြက်ခင်စိမ်တစ်ပင်ထိပ်ဖြားကြားမှထွက်ပေါ်နေသော တက္ကသိုလ်ပေမှအဆောက်အုံဤမိုးကုံကြီးထိုတက္ကသိုလ်တွင်သူမနှင့် မက်တု၄နှစ်မြားနေခဲ့သည် ထိုတက္ကသိုလ်တွင်သူမ၏ဖခင် စာတင်လျက်ရှိသည် ထိုတက္ကသိုလ်ကိုသူမသည်ခင်လဲခင်ကမုံလဲမုံ၏ ထိုတက္ကသိုလ်သည်သေးငယ်၍နေမတက္ကသိုလ်လေးမြတာဖြစ်သည်ကိုသူမသိပြီတက္ကသိုလ်ကိုကြိုးကြိုင်နေသူများမှာငွေထောက်နိုင်သောစီးပွားရေးလမ်းဖြောင်းသည့်ရာရှင်နှုတ်ဦးရှင့်နေတဦးနှင့်မြို့မဗန်တိုင်းမှဥက္ကဋ္ဌတို့ဖြစ်လေသည်ထိုအထဲကပင် သူမခင်မင်မိသေးသည်မှာမွဲတေသလောက်ရန်လဲလိုကစိတ်ပြင်းပြ၍ယွန်ကြောက်เสียကောင်းသော တက္ကသိုလ်အဖွဲ့ကိုဖြစ်ပေ၏ ထိုအဖွဲ့မှလူတိုင်းကိုစူဇန်သည်မိမိကိုစာတင်သောဒေါသကြီးသည့်တူတန်သမားများအဖြစ်လည်းသိသည်တက္ကသိုလ်ဖွဲ့စည်းဝေးတစ်ခုအပြည့်တွင်ဖခင်ပြောမှုသလိုဆန်ဖို့ဆိုတဲ့အကောင်ဟာအယူပဲနခက်တရားရိအကြောင်းသူဘလောက်နားလေလေငါကင်းမဆိုင်ဘူးသူကကျဲတွေကလွဲလို့ဘာကိုမှမြင်တတ်တဲ့လူမှမဟုတ်ပဲဤသို့ပုဂ္ဂိုလ်အနေနဲ့လည်းသိ၏တနာစရာကောင်းသည့်ဆန်ဖို့လေး အမှန်ပင်သူသည်ကြယ်ရီချား၌သာနေထိုင်ပေ၏သို့တော်သူတို့အားလုံးပင်သူတို့၏အိမ်ငယ်ကလေးများတွင်နေကြသည်မဟုတ်ပဲတနေရာရာ၌နေကြသည်မဟုတ်ပါလားသူတို့၏အိမ်ငယ်များတွင်အားနေဖြောတော်သောမယားတို့သည်စေကံမထားနိုင်ပဲကလေးမွေးလိုက်အိမ်မူကိစ္စကိုလုံလိုက်နှင့်တက်သည့်မွေးရီဖို့ရာစ조사လေးရှိသည်ထိုမိမတို့ကိုသူတို့ကောင်းစွာတည်လျာအိမ်ရှိပရိမကြီးလိုက်လျင်သူတို့အကြောင်းကိုတွေးလျင် ရှင်အောင်သည်သူတို့သည်သူတို့နီးနှင့်သူတို့သားရသည်ဟုထင်သောဘဝကိုရနိုင်ရဲ့အင်မတန်မှ အပင်တပန်းကြိုးစားလျက်ရှိကြ၏သူတို့၏အိမ်များကသေးငယ်လာသည်အိမ်နီးချင်းကက်လာသည်ထို့ကြောင့်သူတို့၏ကလေးများအော်ဟစ်စူပူတံများကို၎င်းသူတို့ကိုယ်တိုင်ရည်တံသို့မဟုတ်ဒေါသထွက်ခြင်းသို့မဟုတ်မူယိုကြီးများကို၎င်းအမြဲတမ်းချုပ်တီးစိုးပိတ်ပြရတတ်သည် သူတို့ဒီတီးသက်နေလိုပါကတိတ်ဆိတ်ငြိမ်သက်စွာနေဖို့တလန်းသာရှိပြီသူတို့ဒီအသိပညာခေါင်းမာသူများမဟုတ်သည့်အပြင်အထက်တန်းကြခြင်းကိုလည်းလိုအပ်သည်ဟုထင်ကြလေရာသူတို့ဒီတီးသက်နေထိုင်လိုကြပေတော့သည်သူတို့ဒီစင်ရဲခြင်းကိုပြက်လုံးထုံနိုင်၍ပြက်လုံးလဲထုတ်ကြသည်တို့ရရင်ဒီနေ့မှမူ Miss Sanford ကလေးသည်လက်သီးတဆုပ်ဆုပ်နှင့်ရှိခဲ့ရလေသည် အကြီးရန်ဆရာများကိုဧကခံသောတနေ့ဖြစ်၏သူမသည်နှစ်စင်ဝင်မြဲဖြစ်သောတွဲရဲဆွဲသည့်ဇာအင်းကြီးနှင့်ကိုဝှစ်ထားသည် သူမသည်ခတ်ယွညွန့်နှင့်စူဇန်ကိုမော့ကြည့်ကစူဇန်စူဇန်ဘာလို့ဖို့စိတ်ကူးထားသည်လဲဟုမေးသည်အဆုံးပါပဲဟုစူဇန်ကပေါ်ပါစွာဖြေလျာမစ္စဆန်ဖို့သည် ရေဝဲစားလျက်စင်ကြဲသောလက်သေးဖက်များရှိသည့်လက်ချောင်းများကိုစုပ်ခါစုပ်ခါနှင့်ရှိလေတော့သည်ထိုနေ့မှာတနင်္လာနေ့ဖြစ်၍နနက်ကပင်မြေအောင်ခန်း၌ဝိလျှော်ခဲ့ပြီးခတ်တုတ်တုတ်ထွက်လန်းနေကြသောမြားသည်များကိုမမြင်ချင်အောင်ဆောင်ခဲ့ရသည်သူမကပြောသည်စူးစဲရင်ကျမဖြင့်ကြောက်ပါဘူးလူပွားကြီးမှလူချင်းစရာတွေကိုလူချင်းရမှန်းတည့်ရက်နဲ့မရနိုင်တာဟာ တိတ်ဆိုးရတာပါလားတခါတလေတွေးမိတယ်ဘာမှမသိတတ်တာကအကောင်းနဲ့ဦးမယ်လို့ဥပမာဆိုပါတော့စာဖတ်တဲ့ရက်နဲ့စာအုပ်မဝင်နိုင်မဖတ်နိုင်ဘူးအင်မတန်ကိုတချင်းဂီတဆိုခြင်းမိမဲ့လဲလိုက်စားတင်ကြဖို့ရမတတ်နိုင်ဘူးအဲ့လိုလိုပေါ့စူဇန်ကမူဘာပြောရမှန်းမသိခဲ့ချီမစ္စစ်ဆန်ဖိုကပြုံးကစူဇန်ဤလက်မကို၃လေးချက်ပုတ်ပြီးဒါပေမဲ့ရှင်ကတော့တဲပြီးညံသွက်တာပဲ ရှင်တယောက်တော့အမြင်မှလိမ့်မယ်ဟုပြောရှာသည်တစုံတယောက်ကအော်လိုက်သည်မှာကျုပ်တို့ကိုမစ္စစ်ဆန်ဖူကတချင်းဆိုပြပါလိမ့်မယ်ဗျို့မစ္စစ်ဆန်ဖူကပြန်ဟောသည်ခရီးကြီးကျမတချင်းဆိုတာကိုဘသူကကြားချင်မရလဲစူဇန်ကဟုတ်သားပဲမစ္စစ်ဆန်ဖူကလည်းဆိုပါကျမနားထောင်ခြင်းလို့ပါလောက်ပါရှင့်ဟုပြောသည်တကယ်လားကွယ်ဒီလိုဆိုရင်ဆိုမယ်လေ Mrs. စံဖိုးကသူမ၏သေးငယ်သောအတန်ကလေးဖြင့်ရှိုက်တန်ပါပါစိတ်အားထက်သန်စွာဆူလိုက်တဲ့ငူသူတို့အားလုံးရက်လျက်နားထောင်ကြလေ၏ Mrs. စံဖိုးဆိုသူကို သူမမကြာခဏကြားဘူး၏ဒါနဲ့တောင်ယခုသတိရမယုံကလေးနှင့်ဘာကြောင့်ရှိုက်မိပါသလဲစူဆန်သည်အင်းရှိဘရင်မောက်မှနေ၍ကြည့်လိုက်တိုင်းထိုနေ့က Mrs. စံဖိုးသည်တချင်းဆိုသည့်အခါဘလူရုပ်ကိုဆောင်းလဲရှိသူကိုသတိရမြဲပေသည် အင်းရဲ့နောက်ဖက်သို့မျက်နှာပြုသောပြင်းရင်ပေါက်များမှမူလူလေလွင့်တစ်တော်ကိုလမ်းမြင်နိုင်၏ထိုတစ်တော်တွင်မှပင် သူမနှင့်မက်တို့လက်ထက်ရန် စီမံခဲ့ကြ၏ထိုနေ့ကဆိုရင်မက်သည်ကိုရုဘယ်သွားရမလဲဆုဟုမေးနေခဲ့၏သူမကပြောခဲ့သည်မှာလူလေလွင့်တစ်တော်ရဲ့ကို တိတ်သွားခြင်းနေတာပဲကိုရုသွားရအောင်မှာကလေးဖြစ်နေတော့တစ်တော်ရဲ့တွင်မကစားခဲ့ဘူးချီ အကြောင်းမှာကစားပေါ်တစ်ဆက်မှနောက်တစ်ဆက်သို့ပြောလာခဲ့သောကလေးတို့၏အယူရှိချက်တစ်ချက်ကြောင့်ဖြစ်၏သူတို့ကပြောသည်မှာလမ်းနေရှိအိမ်တွေလူတွေကလေးတွေ၏မျက်စိရှိနားရှိတွင်မင်းလူလေးလွင်းတယောက်သူအထီးကျန်စည်းချရာနေရာတွင်ကျိုးဆွဲချ၍တည်သွားကတဆေဖြစ်နေသည်ဟု၏လူလေးလွင်းသည်ညစာစားနေစဲတွင်သူတို့၏အိမ်ပရင်းမှမိအောင်တို့သည် သူမျက်စိထဲတွင်သွား၍မိတ်တုတ်တုတ် တောက်ပတတ်သည် လူလေလွင်စားခဲ့သည့်ညစာမှာဘဲထောင်တူဖြစ်၍တဝက်မြသာကျင်းရခဲ့လျာသူသည်စာလောင်မှုတိတ်စွာတရားသည် မဟုတ်ချေသူမိဖို့ရန်အတွက်လည်းထင်းပုံတပုံရှိခဲ့သည်သည်အမွေအတွက်အငင်းပွားမိအကြောင်းမရှိဘူးဆိုပါက သူ့ကိုမြုပ်နှံတကြိုနိုင်လောက်သောငွေကြေးပင်သူ့အိတ်ထဲတွင်ကျန်ရသည်စာအိတ်တိတ်ကချန်ခဲ့၏ထိုစာအိတ်မျက်နာပေါ်တွင် ခဲတံနှင့်ချစ်ခဲ့သော တကြိုစည်းရိပ်ဖြစ်ပါသည်မตาချသည့်ခန္ဓာလောက်ရမလိုပါဟုသောစာကို တွေ့ရ၏လူများမျက်စိရှိတွင်ယခုလိုကြိုးစွဲချသည်သွားเสียအကြောင်းဟု၍သူမှမရှိချေလူလေလွေမှာအလွန်ထူးဆန်းသောသူ ဖြစ်လျာသူဒီလိုလောက်သွားသည့်အခါများစွာသောကလေးမေတို့သည်စိတ်သက်သာရာရကြကုန်၏ယင်းသို့စိတ်သက်သာရာရခြင်းကိုလည်းဘယ်တတ်နိုင်မလဲလေဟုသဘောထားကြလေသည်ကလေးမေတို့သည်ကလေးတို့ကိုနားထားကား အချင်းချင်းပြောမိသည်ဒီလူလူစားမျိုးတယောက်တော့စကမ်းသိမ့်သွားပြီလေဘသူသိနိုင်မလဲတနေ့ကျရင်သူဘာလုပ်မယ်ဆိုတာဟုပြောကြသည်ကလေးတို့သည်လည်းအမေများကြီးလေးယူလေးသိန်းကိုရိတ်ဖန်တန်ဖန်ရကလူလေးလွင်းကိုတစေလှုပ်ပြလိုက်ကြပြီးသူသေးသွားသောတစ်တော်နာကိုမသွားဝင်ကြတော့ချီထိုနေ့လယ်တွင်မူကားသူမနှင့်မက်တိုသည်နှစ်ယောက်ထဲနေခြင်းသဖြင့်တစ်တော်သို့လာခဲ့ကြသည် လူလေလွင့်တတော်မှာဆိုရင် သူတို့နှစ်ယောက်ထဲသာရှိနေနိုင်မည်ကိုစိတ်ချသည်စူဇန်ကကြည်ရင်ကြောက်သလားဟုမေးစုနဲ့ဆိုရင်တော့မကြောက်ပါဘူးဟုသူကပြန်၍ရည်လေသည်ယခုခါသူမ၏အင်္ဂလိပ်သည်တနည်းအားဖြင့်ထိုတတော်များဘက်သို့လှည့်လျှက်ရှိလျာသူမသည်ဒါကိုပင်အေးချမ်းသာရသည် ဟုထင်နေသေး၏တခါတရံနေ့လယ်များတွင်မက်ပြန်လာသည်ကိုစောင့်ရင်း တောဆက်တစ်ပင်များကြား၌သူမလျှောက်သွားနေလေးရှိ၏လူလီလွင်းတနာရီကိုတတိတဝက်ရနေတော်လဲသူမနှင့်မက်တိုနှင့်သက်ဆိုင်ဘူးသည်ဖြင့်ကြောက်ရွံ့စိတ်မရှိချေတစ်တော်မှထူဆန်းသောတစ်တော်ပင်အလွန်စိတ်ငြိမ်၍တောရင်းစီတောရိုင်းပန်းများကိုမြည်သူများမထီမကန်ကြသူမသည် ထိုတစ်တော်တွင်မိသူတယောက်ကိုမျှတွေ့ဘူးသည်ဟုမရှိချေ တို့ဖြစ်ပေမဲ့တစ်တောဆက်တို့မကြခဏမတော်နိုင်အိမ်၌အလုံးလုံးဆရာများတို့ကြောင့်ပြီအိမ်လုံးများကိုအပြီးမလောက်ရသေးဘူးထင်တော်လဲသူတို့ရောက်ပြီးနောက်တနေ့တငယ်ချင်းများလာလေကြရာအိမ်အလုံးတွေကိုဘလို့များလုံးလိုက်တယ်လဲစုရင်ဟုနှစ်လိုစွာပြောကြတော့သည်ကွယ်သူတို့ဒီမှာနှစ်ရှည်လာများနေသားကြနေတော့တယ်လို့ပဲဟုပြောကြသည် သူမနှင့်မက်ကမူလက်ချင်းတွဲကသူတို့၏လေးနက်၍ယူယူစင်းစင်းမြဖြစ်သောစိတ်ချမ်းသာဒုက္ခဖြင့်အတိပြုံးလျက်ရှိ၏။ယင်းတို့ချီးမွမ်းချက်ကိုလည်းစိတ်ချမ်းသာဒုက္ခဖြစ်ခြင်း၏ဒစိတ်တေတာအဖြစ်သူတို့လက်ခံကြလေသည်။သူတို့သည်ဘာမှထွေထွေထူးထူးလောက်ခဲ့ခြင်းမဟုတ်အကြောင်းမှလူတိုင်းပြအိမ်တောင်ပြုကြမည်ဖြစ်သောကြောင့်ပင်ထို့ပြင်သူတို့၏အိမ်မှာတေးငယ်လာသည်ကိုသိသည်။ ဒါနဲ့တောင်တပားသူနဲ့မတူအောင်သူတို့အောင်မြင်ရခြင်းဖြစ်သည်ကို သူတို့ထင်မြင်သူပထမနေ့ညင်းတွင်လူများပြန်ကုန်ကြတော့သူတို့သည်စိတ်တွန်းတွန်းချရအောင်လုံစိပတ်စိတ်သိရှိရအောင်တဲ့အင်းလုံးကိုလက်ပတ်ကြည့်ရှုကြ၏နားနေစရာအခန်းထမင်းစားကန်မီးဘူးဧကန်းဆောင်လေကားအိတ်ခမ်းနှခမ်းမက်အဖို့စာကြည့်ကန်းကလေးနဲ့အဝါရောင်ရှာရိုးပြင်းနေစောက်သည့်ရေချိုကန်းကလေး မက်ကဝင်းလင်းဆောင်တို့တက်မြည်ပြူသေးတော်လဲသူမကဆွဲထားလိုက်ဂူရုမတက်ပါစိုးနဲ့ကွယ်အဲ့ဒီမှာဘာမှမရှိပါဘူးအဲ့ဒီအပေါ်မှာဘာလုပ်ရမဲဆိုတာတော့စိတ်ကူးမပေါက်သေးပါဘူးအမှန်ပြင်သူမကြီးမပြီးစီသေးတော့ရှင်ဦးကောင်းနဲ့တစားပလာများကိုအပေါ်သို့တည်ယူချတာပြီးကလေးကတခါမှထက်မြောက်တော့ချီသူနဲ့သူတို့ပြန်လာပြီးနားနေစရာအခန်းတွင်ရှိမိဖို့ဝဲလင်းမိကိုအပြင်ထုံမထုပ်ကိုကြည့်ကြ၏ မက်ကမီးဖိုလေစစ်စစ်မီးဖိုစရာမလိုချီညရာဒီမှာချူတာလာတဲ့ပြင်တကားကိုပင်ဖွင့်လျက်ထားပြခဲ့ကြသည်လမ်းမ၌တငယ်ချင်းတို့အိမ်မှမီးရောင်များ အမောင်တို့ကို တိုးနေအောင်ကိုဒူးရှိုးပမြင်ရလေပျော်စရာကောင်းလိုက်တာပျော်စရာကောင်းလိုက်တာ သူမသည်သူမဘွားဤနယံများဖြစ်သောလင်းရောင်တငယ်ချင်းများ ကိုအိမ်နှင့်လင်းသည်မက်ဒိုထံမှရှင်လန်းပြမြူးခြင်းသည်ကြွရွား၍လာသည်ကိုခံစားမိလေ၏လမ်းမတောင်ချူမှကွေးလိုက်ရင် သူမ၏မိဘများ မေရီနှင့်သူမ၏ပျော်ရွှင်ခဲ့သောကလေးဘဝကို တွေ့ရမည်သူမသည်ကံကောင်းသူဖြစ်လေ၏အဖေဟာဒါနဲ့များဘာကြောင့် good bye လို့နှုတ်ဆက်ရတာလဲမန်နီသူမထွက်ခွာလာခဲ့သည့်အခါဘာကူမှသူမအနောက်မှာမထားပစ်ခဲ့အလုံးတည်ပင် ဒီမှာရှိသည်သူမလူချင်းလင်လမ်းမကိုပြေးစင်ကတောင်ချိုးကိုကြွေ၍အိမ်တကားကိုဖွင့်ပြီးကလေးဘဝသို့ပြန်၍ရောက်နိုင်သည်ဘာပဲဖြစ်ဖြစ်သူမသည်ဘယ်ကိုမှပြန်မသွားချင်သေးပြီမက်ဘတ်သို့စိတ်ပါလက်ပါအာရပါရလှဲ့ကကိုရောတိတ်ပြောနေတော့တာပဲဟုဒူဒူကလေးဆိုလိုက်မိဖို့ရှိဝဲသူတို့သည်အစာဝလင်းစွာဘူးနွေးစွာထိုင်ကြ၏သူမ၏လေးတန်းကလေးဖြစ် ။အိုးအန္ဟာဟာလီငါရဲ့ဂုံချက်တည်းဖြစ်ရမှာပါလေ။ဟုတခြင်းဆို၏။မက်ကရဲပြီးပြော၏။အဲ့ဒီတခြင်းကိုပထမဆုံးစုဆိုတာဂျာဘူးရုံကစုကငါးနှစ်တမီကလေးရှိသေးတယ်။အယုတ်ဖို့အင်ကြီးကလေးချုပ်နေတယ်။လာတာဆောင်လေကလေးပေါ်မှာလေ။ဟုတ်လား။တိတ်မမီတဲ့အချစ်ပဲစုတခြင်းစုနေရင်စုနေမှမသိဘူးမဟုတ်လားဟု မီးတော့သူမကခေါင်းခါသည်သူ့ဘာသာသူထွက်သွားတာပဲနနခင်တွင်သူတို့ခွဲကြရမည်မှာကြီးစွာသောဒုက္ခဖြစ်သည် ထိုအချိန်ကို Mac address ဒုတိယ copy တစ်ခွဲငှဲ့ပေးသည့်အချိန်ကစ၍သူမကြောက်ရွံ့လျက်ရှိတတ်သည်ထိုအခါ Mac သည်နာယီကိုကြည့်တတ်သည်7မိနစ်ဟုသူက လေးလေးကြီးပြောသည် ူမဒီပြေးကနာယီကိုတစ်ဖက်သို့မျက်နှာလှည့်ပြလိုက်၏သူမ၏ကလထိုင်ကိုသူ့ကလထိုင်နှင့်ကပ်လိုက်သည်ထိုအချိန်မှဆိုလျှင်သူမတွေးနေသည်မှာမက်တာမရှိရင်တအိမ်လုံးတော့မခံရနိုင်စရာကောင်းအောင်ဟာနေတော့မှာပဲမောင်သာအိမ်မှာလုံရတဲ့အလုပ်မျိုးကိုလုပ်ရင်ကွယ်မောင်သာစာရေးဆရာဖြစ်ဖြစ်ပကြီးဆရာဖြစ်ဖြစ်ဖြစ်ရင်ဟုသူမကတော့တောင်းတတာကြီးပြောတတ်၏ မက်ကကော်ပီပကံကိုမှွေရင်တည်ကြည်စွာပြော၏တာမန်လူရန်စာမျိုးကိုဆုလက်ထက်ခဲ့တာပဲမောင်တော့မတည်မချင်းအလုတ်ခွင်ကိုသွားနေရမယ်နဲ့ဒူပါတဲ့ဆုရင်သူမကလောကကြီးမှာမောင်တယောက်သာရှိတယ်ဟုလေးမြန်စွာပြောပြီးသူ့လက်သို့နမ်းရအောင်ငုံလိုက်၏သူကိုဆူးဆိုင်လှဲ့ပတ်သောအကြည့်ကလေးနဲ့ကြည့်၏မောင်ကို၃နာရီခွဲလုံးလုံးလွမ်းနေရအောင်ပါ သူကဝမ်းနဲ့ပန်းနဲ့နဲ့နေလဲစားအတွက်တောင်အိမ်ပြန်နိုင်မှမလားမသိဘူး။ဂရင်ဂျာအဆောက်အုံကိုသွားကြည့်ကျင်တဲ့လူရှိလို့တဲ့ဆူရာဟုပြော၏။"အိုးတနေ့လုံးကြီးပေါ့ရင်မက်ဟုဆိုက မက်လဲထား၍နာယီကိုပြန်လှည့်လိုက်လေသည်။ခွဲခွာရသည့်အချိန်မှာဝေဒနာကြီးတစ်ခုပဲသည်။သူသည်လမ်းခွေကလေးကိုစိတ်ပြက်လက်ပြက်ချိုးလိုက်သည့်အချိန်ထိုအချိန် သို့တော်ထိုချိန်များကိုကြော်လွန်ခဲ့သည်နှင့်တပြိုင်နက်သူမ၏နှပေးသို့ပူနွေးစွာကပ်လာသည့်ဘဝရင်းဝယ်အရာထောင်သောပြုပွဲလို့တို့သည် ပြည့်၍နေပေ၏စူဇန်သည်တဲ့အိမ်လုံး၌ပြာရာခက်ခါနေရာတကာတန့်ရှင်းစင်ကြယ်စေပြီးပစ္စည်းများအထာအတူကိုကြာနာစေရ၏နောက်ဆုံး၌မူသူမသည်အခန်း၌အခန်း၌သို့ဝင်ကားပကြီကားတစ်ချက်ဆွဲသည့်ပမာတခန်းလုံးခြုံ၍ခြုံ၍ကြည့်လေ၏ ကလထိုင်ကိုဘလူချသည်ခန်းစည်းကိုဘလူတွဲရဲကြလာသည်ချိတ်ထားသောအယုတ်ကအယောင်ကဘလူဟတ်သည်ပန်းမွင့်တပွင့်ကဘလူလေးနဲ့သောအဓိပ္ပာယ်ကို ဖြစ်စေသည်စသည်ဖြင့်အသေးစိတ်၍ကြည်လေသည်အိမ်သည်တခုတည်းသောအရာဖြစ်၍အတီးသည်သောပြေစုံကြနာသည့်အခန်းတို့ဖြင့်တိဆောက်ထားခြင်းပေသည်သို့သောထိုပြေစုံကြနာခြင်းသည် အသေးလိုငြိမ်မနေရ မတောင့်ရ အသက်ရှင်၍သူမနှင့်မက်ဂရိုဤဘဝကိုအသွင်ဆောင်ရပေမည်။မက်ဂနေသူမတို့နေထိုင်ကြသောအိမ်ဖြစ်စေရမည်။သူမသည်စာကြည့်ကန်းကိုလည်းမက်ဂနေလိုက်အောင်ပြင်သည်။သူဤကိုလျားရှိကြီးလဲလျောင်းနိုင်ရန်အတွက်ဆိုဖာရှိကြီးကိုချသည်။သူမောလာလင်ကိုကို အပြားလိုက်ချပြီးလျောင်းတတ်သည်ဖြင့်ပားချက်သောခေါင်းများကိုတင်သည်။စပွဲမှာဒုရဲကြီး၍ခြေမြဲ၏ အရှုပ်ကားများမှကြည်လင်၍ယူစင်၏ထူးဆန်းသည်မှာမက်ကအတွက်ပြင်ဆင်ပေးရသည်မှာသူမကိုယ်တိုင်အတွက်လုပ်ရသည်ထက် တထစ်ချလုပ်နိုင်ခြင်းပင်သည်သူမအတွက်ဆိုရင် သူမ၏အသုံးစာများကို နေ့စဉ်နေ့တိုင်းနေရာပြောင်းလဲရှိသည်ပြောင်းလဲလဲတထစ်ချစိတ်မရှိချေသူမ၏မန်တင်ကုန်သည်ဗရင်းနှင့်ကက်လျက်ထားရင်ကောင်းမလားအဲ့ရနေမျက်နှာချင်းဆိုင်ထားရင်ကောင်းမလားမသိတဲ့ ပန်းများကိုဒီမှာထားရမလားဟိုမှာထားရမလားဆိုဒီကိုလည်းမသိသူမသည်စိတ်မကျေနပ်ဖြစ်ကအတွေးနှက်မြဲပြီသူမဘာလို့ခြင်းဒီကိုမိမိဘာသာမသိပဲအမျိုးမျိုးစမ်းသပ်လျက်ရှိလေသည်